မွေဖွားချိန်မတိုင်မီမွေဖွားတော့ကလေးငယ်များကိုပြုစုဆောင်ရှောက်ခြင်းအတိတ်ပဲမွေဖွားချိန်မတိုင်မီမွေဖွားတော့ကလေးငယ်ဆိုသည်မှာကိုယ်ကိုရင်ဆိုင်ချိန်39ပါအောက်တွင်မွေဖွားတော့ကလေးဖြစ်သည်ခန္ဓာကိုယ်အတွင်းရှိအင်္ဂါစနစ်များသည်အပိတ္တဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးကြောင်းကိုဆိုလိုသည်အထူးသဖြင့်အသက်ရှုစနစ်မှာမပြည့်စုံသဖြင့်ချက်ချင်းအသက်ရှုဖွယ်ရာပြဿနာများ ပြပပဝုံချင်းနေလိုက်ယုံညီထွေဖြစ်ရန်အခက်အခဲများဖြစ်နိုင်သည် မွေဖွားချိန်မတိုင်းမီမွေဖွားသောကလေးငယ်များအတွေ့ပြုစုဆောင်ရှောက်နည်းများကို အပူချင်းဖိသိမ်းမှုကလေး၏ကိုအပူချင်းကိုပေါ်မှာတာဖိသိမ်းထားရန်လိုအပ်သည်အစာရလန်းဖြင့်တိုင်းတာသောအပူချင်းမှာ39ဒီဂရီစင်တီဂရိတ်ဖြစ်သင့်သည် မွေဖွားကလေးအခမ်းဌာနတွင်အခမ်းအပူချိန်မှာ36မှ38ဒီဂရီစင်တီဂရိတ်အတွင်းရှိသင့်ပြီးအခမ်းအပူချိန်တိုင်းတာဆက်ကိုအမြဲတပ်ဆင်ထားရမည်။အသက်ရှုစနစ်ပြုစုခြင်းအစောဖို့ပြုမှုမပြည့်စုံသဖြင့်အသက်ရှုရာတွင် အခုအညီလိုအပ်နိုင်သည်။သက်ဆိုင်ရာယောဂခြင်းလက္ခဏာအလေးအနက်ပေါ်မူတည်၍တောတန့်ခြင်းသို့မဟုတ်တန့်ရာမလိုအပ်ခြင်းတို့ဖြစ်နိုင်သည်။ ဗိုင်းရပ်စ်နှင့်ဘက်တီးရီးယားအကြောင်းအရာများကကွယ်ခြင်းအာနိသင်္ခံအားစနစ်မပြည့်စုံသဖြင့်များပြားစွာကူးစက်ခံရနိုင်သည်။ထိုကြောင့်ဌာနတွင်အောက်ပါကကွယ်ရေးမှုများပြုလုပ်သည့်ပြင်ပလေဝင်မှုကကွယ်ခြင်းအသုံးပြုမည်ပစ္စည်းများအားတိတတ်အသုံးပြုပြီးပို့သထားခြင်းကလေးအားထိတွေ့မှုအချိန်တိုင်းတွင်လက်ရှိခြင်းမိခင်တို့တည်ရသည့်အလိုက်အရေးမိခင်တို့ပေးခြင်းကဆက်စုမှုအားမြင့်တင်ပြီးကူးစက်မှုမှာကကွယ်ပေးနိုင်သည် မူလာလေးနိုင်၏အသွေးမိခင်တို့မစတင်နိုင်ပါက အစာနှင့်ရေများကိုသွေးကြောအသွင်းမှထည့်ပေးရမည်။တိချယောဂကုသမှု အသားရောင်အဝါရောင်ဖြစ်သောကလေးများကို အလင်းရောင်ဖြင့်ကုသရမည်။ပြန်ကုဆက်ယောဂအန္တရာယ်ရှိသော ကလေးများအတွက်ပိုးသတ်ဆီးထိုးရမည်။သွေးနှဲသောကလေးများအတွက်သွေးထင်သွေးဖွဲ့ဆီးမှု အစိတ်အပိုင်းများပေးရမည်။မိခင်တဲ့ကလေးအချားအပြန့်အလန့်ဆက်ဆံမှုမြင့်တင်ခြင်း မိခင်တဲ့ကလေးကိုခွဲခြားခြင်းကိုရှောင်ရှားပြီးမိခင်အားပြုစုဆောင်ရှောက်မှုတွင်ပါဝင်စေသည်ဥပမာလာလေခြင်းစကားပြောခြင်းထိတွေ့ခြင်းနှုံးချစ်ပြီးပေးပို့ခြင်းစသည်ဖြင့်ဖုံဖြိုးမှုဆံရာပြုစုဆောင်ရှောက်မှုအလင်းရောင်ထင်းချုပ်ခြင်းဥပမာမိသားစင်သားစင်ပေခြင်းသို့မဟုတ်ဥပုပ်နိုင်ခြင်းအတန်ကိုရောချခြင်းငွေဖွားဌာနအတွင်းတန်ကိုရောချခြင်းကလေးအိယာအနေအထားကိုမိခင်အိမ်ထဲက အနေအထားနဲ့စင်တူအောင်ပြုလုပ်ခြင်း။ဆရာဝန်ထံသတ်မှတ်ချင်တွင်လာရောက်မှုဆရာဝန်ဖြင့်သတ်မှတ်ထားသောနေ့ရက်နှင့်အချိန်အတိုင်းကလေးကိုကောင်းစွာလာရမည်။မိကျင်သောမိကောများကိုမှတ်သားထားပြီးနောက်တည်ချိန်အကျိုးတင်မေးမြန်းနိုင်သည်။အရေးပေါ်ဆရာဝန်ဆောင်ရောက်တင်သောလက္ခဏာများချောင်းဆိုးများခြင်း စီခြင်းနှင့်နဖူးရီချုပ်မှုများအသက်ရှူရခက်ခဲခြင်းပင်ပန်းခြင်း အသက်ရှုစဉ်တွင်အသံထွက်ခြင်းကိုအပူချိန်နှင်းလုံခြင်းသို့မဟုတ်မြင်လုံခြင်း36.5မှ39.5ဒီဂရီဆယ်စီယပ်အသားနီလာခြင်းသို့မဟုတ်အနက်ရောင်ဆင်းခြင်းအသားအဝါမြင်သက်လာခြင်းနို့မတော့ခြင်းတုံခြင်းတက်ကြွခြင်းပိုက်ကြီးခြင်းမနေလိုဖြစ်သောအံခြင်းအညွန်းရောင်သို့မဟုတ်အစိမ်းရောင်ရေပါခြင်းဝမ်းတစ်ပြခြင်းသေးဖွဲ့ဖွဲ့မပါခြင်းသို့မဟုတ်သွေးပါခြင်းမျက်စိဖောင်ခြင်း နီလာကျင်းဝိုင်းပိုက်အခွေးမှာဝော့ဆိုပြီးအနည်းရောင်နဲ့ပူးနေတယ်